အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ဆီယမစပယ်ဖြူလို့ရဲ့အလွမ်းဆိုင်စသိမ့်ပိုင်းလေးကိုဆက်လက်ဖျက်ပြပေးသွားကြမှာလေရှင်အဆုံးဆောင်းဝိစီစာနေကြီးကန်ကော်ရေးဆောင်းဆိုင်ရှိစီဖြော့ဖြော့နဲ့နဲ့ဖြန့်ပတ်မလာခင်အထိသူတနေတာဒီပုံမှန်သားလဲပက်လျက်ရှိခဲ့သည်မောလွယ်ပိုင်းကျော်ကလေးကဆောင်းဆိုင်ထဲဝင်သူကို မျှော်ရမလို့တော့ခေပင်ရိတ်မှာပလက်ကလေးထိုင်တလုံးချကချွေးနည်းတစ်ခွက်ကုပ်ပြစ်ပေါ်တင်က ဆောက်တုံးနဲ့သူညိတ်နေခဲ့သည်။နေအောင်ကြည်သည်တိတ်တိတ်ဆိတ်ဆိတ်ရှိသောတရွတ်များအကြမှာကျွတ်တို့ကြက်တဲ့သားဖြာသည့်အပြင်ဒီဇင်ဘာနေ့ကြီးမို့မဆိုလား။ဝင်းကျင်ကလည်းအေးများများနေရထိုင်ရကောင်းစိန်ခံရလည်းကောင်းပါ။တာမီနောက်လက်ဆောင်စားပြေကလေးကအမေကတနေရသူကတနေရစောင်းဆိုင်တကားမှာသူ့နောက်ကျော်တွင်ဟင်းလင်းဖွင့်လျက်တစ်ချက်တစ်ချက်တွင်တော့စောင်းကိုရှင်ဘက်တွင်ကပ်ကား မျက်မှန်ကိုကြောက လမ်းမတန်းစီတုံငဲဖြစ်သည် သူစာဒီပမာရှင်ဒီလာရသည့်မြို့ကလေးစိတ်မပါလမ်းပပါလာဖြစ်နေရကခုတော့လဲစုညံတက်ဝင်လာသည့်မြို့ပြစီမပြန်ချင်းတွေ့ကဲ့ရိတ်သာနေချင်တော်သည့်မြို့ကလေးမြို့ကလေးတခုတည်းသောဆွဲငင်ရမှာအသက်ရလာပြီဖြစ်သည့်အမေဟုတ်သည်အမေအနာနေခွင့်ရချင်းဘလောက်များကြံမာပါလဲဘယ်သူမှမတိနိုင် နေခွင့်ရသည်မနေုံပေါ်မောင်ငိမ့်စော်ဟုကုကုကိုအားပေးရင်း ပြုံးမိသည်မှာအခါခါဒါပဲအမေစိတ်ချမ်းသာမှုတစ်ခုပဲကျန်တာတော့ဘာကိုမှလည်းအလော်တကြီးဆန္ဒမပြုချင်ပြီကိုတကူစားအတွက်ပဲတိတ်မတွေ့လို့ဒါအများအတွက်တော့ဝေးပါရောဖဲနေရမစိုးဝင်ပါပါလားဦးဆောင်ပါလားဆိုခေါင်းအတန်တန်ခါရသည်ဘာလို့မလဲခေါင်းဆောင်လို့ချင်သူများပုံလို့သူတို့ခေါ်ပေါ်50 60ကျော်လင်တော့မပြောတတ်50နီးပါးမှာတော့ဘေးကထိုင်နေရတာကိုသာစိတ်ဝင်စားတော့သည် တခါတုန်းကတော့ကိုယ်တိုင်လည်းမျောလင့်ဖို့သားပဲဥတ္တချက်ဖြစ်ချင်ဖို့သားပဲခုတော့မောပြီလေမတော်တဲလာတော့ခစ်ကို ဖေးကထိုင်ခါချိန်မောင်းတို့လည်းမလုပ်ချင်းဘာမှကိုပြောမနေတော့တာမအေးပေဘူးလားဆိုင်ရှိလမ်းပေါ်မှာဆိုင်ကယ်များပုံမှန်ဖြတ်လျက်အတန်မစူညံတာလည်းရှိသမင်တကအတန်စူညံဖန်တီထားတော့ဆိုင်ကယ်လည်းရှိစင်းနေသူများကြည့်ပြန်တော့အသက်ကလေး၁၈၁၉ညနာများကတစုံတရာတော့အငွေနဲ့ဝေဝါမှုကြီး ဒီတန်တွေကြာပြောတလားကွယ်ဆရာအဲ့ဒီလိုဖောက်ချတော့ပေါ်ပါသွားရောလားလမ်းထဲကလက်ဖေးဆိုင်မှာတော့မိုးလဲချိန်မို့လူခတ်ရှင်းရှင်းမနက်ခင်းညနေခင်းဆိုစီလျာလက်ဖေးရေကော်ဖီကွက်အေးပလင်များရှေးချကလူသုံးလေးဦးဝိုင်းထိုင်လျက်ကတဝူးမျက်နာတဝူးမကြည့်အားစကားလဲဟပ်ပပတ်မဆိုအားလက်ဖေးဆိုင်မှာတငယ်ချင်းများချင်းချက်ဆုံးသောရှေးဘက်မဝင်စကားပြောဖို့ကြားလေတော့ကာလဟာဒီလိုဆိုတော့လဲလွှမ်းစရာမကောင်းပြန်လား မျက်မော်ပြောသလိုပဲအဆဆလွယ်လာတာကြောင့်တဖြည်းဖြည်းပိုဝေးသွားခဲ့သလားတရက်ကတော့သူဒီထိုလပိဆိုင်လေးကိုဖျက်လျှောက်ရင်းငုတ်ကန်ကန်ဥကောင်းများစွာကိုမြင်ရသည်လမ်းမတန်းပေါ်ရောက်ပြန်တော့ခုံတလုံးပေါ်ကိုကိုရှောမီကအင်္ဂလိပ်ကျစ်လက်ခိတာတန်းနောက်မျောလျက်တယောင်စုံကိုငေးလျက်ရှိသော အမျိုးသားကြီးတဦးကိုမြင်ရသည်ညံခွေးနှစ်ခုခင်းနှစ်ခုခိတာတန်းနှင့်အတူလွဲ့မျောရှိဝဲလျက်ရှိသောအမျိုးသားကြီးသည် သူမျိုးကရုပ်ရှင်ရုံလွှဲမှာတစ်ချိန်ကနိုင်ငံခြားစကားကောင်းမြန်မာရုပ်ရှင်ကားကောင်းများကြည့်ခဲ့ပူတာလွမ်းကောင်းလွမ်းနေလိမ့်မည်။ငွေဦးရုပ်ရှင်လာရိုက်ပူတာကြောင်မဲအချင်းသားကိုအဲလုံးကျွတ်ကြည့်ခဲ့ကြတာပြန်တတိယလေးရှာနေလိမ့်မည်။မျိုးကလေးမှာရုပ်ရှင်ရုံမရှိတော့တာကိုရောတွေ့နိုင်သလား။စောက်အငါဆိုင်နှစ်ဆိုင်ပဲကျန်တော့တာကိုရောဆက်ရောက်နိုင်သလား။သူလိုလိုဆိုရင်တော့ဘာကောမှအဆန်လို့လွှတ်စော်တော်မြင်မဟုတ်အရာရာဆက်เสียတဲ့ဘောပဲဖြစ်ခဲ့ပြီး ထိုနာအပြက်ခဲ့ပြီမျက်မော်လိုလူမျိုးဆိုရင်တော့တွေးပေမပေါ်မျက်မော်ဆိုကမှပင်တညတုန်းကအမင်းနဲ့စကားဝမ်းဖွဲ့ခဲ့ရပုံကိုသူအမတ်ရလာသည်အခါတိုင်းနဲ့မတူထူးခြားသောမျက်မော်ဤပေးစားသည် သူနှင့်အမေစကားလက်ဆောင်ကြားရခြင်းတစ်ခုတည်းသောအကြောင်းရင်းဖြစ်ခဲ့သည်မျက်မော်တယောက်မြုပ်ကလေးစီကရှောင်ပြေးလေသောနှွေးအိမ်ချေရကိုကောင်းနိုင်ခဲ့ပြီကိုလေးကပြောတယ်တဲ့အမေနှွေးရန်ကုန်ရောက်နေတယ်ဆိုတာသူသိတာ၆နှစ်လောက်တော့ရှိပြီတဲ့ တငယ်ချင်းတယောက်အိမ်သွားရင်အဲ့ဒီတိုင်မှာနှွေင်းနဲ့ဆုံးတဲ့နှွေင်းကမရှောင်သားတဲ့အဆုံးတော့သူ့အကိုကိုလက်ခံတွေ့တယ်အဆောင်ငားနေတယ်လို့ပြောပြရတယ်အိမ်ကနေဘဲကိုထွက်သွားတာတော့ဖာညာမေတော်မှပြန်ပြောပြတာက သူ့အိမ်ကထွက်လာတော့ကတော့သူ့ရွာကိုပြန်လိုက်တာတယ်အဲ့ဒီကနေမှအမြင့်ချန်ကရွာကိုလိုက်သွားတာတယ်တခါမှမရောက်ဘူးပဲကွယ် FM radio ကထွက်ပေါ်လေရှိသောတချင်းတံကိုအနေငယ်လျှော့ကြရင် အမေကခန့်ညင်းကြီးဆိုလေသည် လူကြုံနဲ့ပါသွားတယ်လဲပြောတာပဲဒါပေမဲ့နှွေးကအရေးကြုံလာရင်တတိရှိတဲ့သူမျိုးဆိုတော့အမေလည်းတည်သားပဲတယောက်တည်းလဲရောက်မသွားဘူးလို့မပြောနိုင်ဘူးအဲမြင်းချံကိုဘာလို့လိုက်သွားတာလဲဆိုတော့သူ့အဖေရဲ့ပထမအိမ်တော်မှာတမီးတယောက်ရှိတယ်တဲ့သူတို့ချင်းစာဆက်တွယ်လဲရှိခဲ့ကြတယ်တဲ့အမေအလိုဆက်ကနေမြင့်တက်သွားတော့အမေမျက်ခုံးများစုကနေလက်ကအဝန်းကျဲသွားတော့မျက်ဝန်းများဟုတ်တယ်အမေ ကျွန်တော်လည်းအဲ့ဒီစာကိုဖတ်ရတော့အတော်အံ့ဩသွားတယ်။နှွေအိမ်ဟာထွက်သွားကြတဲ့ကသူငငယ်က နေခဲ့တဲ့ရွာကိုရောက်ရုံတင်လာ။ဟိုတခါကလိုပြန်လာဖို့စိတ်ကူထားသလားမပြောတတ်ဘူး။ရွာကိုပါသွားပြီးတော့မှရွာမရင်သူခရီးကမရက်ပဲဆက်သွားတာများဖြစ်မလားလို့တွေးနေတာ။အဲ့ဒီအမကရွာမမရှိတော့ဘူး။ရန်ကုန်မှာအလုပ်သွားလို့ရင်အိမ်အောင်ကြပြီးအခြေချရတယ်ဆိုတာပဲ။နှွေအိမ်ဟာရန်ကုန်ကိုဆက်လိုက်သွားတော့တာပဲတဲ့။အမေကပင်သက်ဆိုင်လေးသည်တတတာပလုံး တဘာတို့အရင်မှသာခိုးနေခဲ့ရသောအမျိုးအစွဲကင်းရှာခဲ့လေတော့မိကလေးတယောက်အဖို့တွေ့သားရင်ချာနောက်စိုက်စိုက်ပါလိုက်သွားပုံကိုမြင်အောင်မှတ်စားနေရသလားသူကတော့ဖြင့်မျက်မှော်ရှိဖို့ခဲ့ဘူးတော့စားတဲ့ကနှွေအိတ်ပေးစာတစ်ပိုက်ကိုတတိယနေသည်နှွေအိတ်သည်သူ့အမျိုးအစွဲတွေကိုလိုက်ရှာသည်မို့သူ့ကိုယ်ပိုင်ဘဝတစ်ခုကိုလိုက်ရှာတာသာဖြစ်လိမ့်မည်နောက်တော့ရောနောက်တော့သူ့အမနဲ့ပြန်တွေ့အဆက်အသွယ်ရာတိဘောကိုလည်းမပြောင်းချင်တော့ အဆောင်မှနေပြီးအလုပ်ရှာတဲ့။ဒီပေါ်မှာတော့ကစတင်လက်စဆိုတော့အပြင်ကျောင်းတစ်ခုမှာအလုပ်ဝင်ပြီးတယောက်တည်းရုန်းကန်နေတာတဲ့။ကိုလေးကသူ့ညီမကိုမေးတယ်။နေမပင်မန်းဘူးလားဆိုတော့ပင်မန်းတာပေါ့။ဒါပေမဲ့ပြောရတဲ့။အဆောင်အခန်းကလည်းဒီပေါ်အိမ်ကအခန်းနဲ့တဝက်တောင်မရှိဘူး။ဒါပေမဲ့သူ့ပြောရတဲ့။ကိုလေးကတော့သူ့ညီမအိမ်ကဘာကြောင့်ထွက်ရလဲဆိုတာပဲ။စိတ်ဝင်စားတော့အဲ့ဒါကိုမဖြစ်ဖြစ်အောင်မေးတဲ့။ညွေအိမ်ကဘာပြောတဲ့လဲ။ ။ဘာပြေမမရဘူးတဲ့အမေပြုံးပဲပြုံးနေတာတဲ့။အမေဒီအလိုဟုရေရွတ်လိုက်ပြန်၏။ကိုလေးကတော့မျက်မှောက်ကိုသူ့အထင်တွေပြောပြတယ်တဲ့။နှွေအိမ်ထွက်သွားရတဲ့အကြောင်းဆိုတာမှကိုလေးကသူ့နဲ့ပတ်သက်တယ်လို့ထင်နေတယ်။ဘလို့များဖြစ်ကြလို့တဲ့လေကွယ်။ကိုလေးကနှွေင်ကိုချစ်ပင်မဲ့စိတ်အနှောက်ရှက်ဖြစ်အောင်တော့မလုပ်ခဲ့ဘူး။ပိုင်စိုးပိုင်နေလို့ပုံနေနေတတဖွင့်အောင်မပြောဘူး။သူ့အမေကစိတ်ပူတာ။ကြိုကျင်ထားကြိုကျင်ညီပါ냐ပေါ့။ကောင်မလေးနဲ့တအားအနေနေတော့စိတ်ပူလာမှာပေါ့။ အိမ်အောင်ချပြဖို့စီစဉ်တော့ကိုလေးကညင်းတဲ့အခါပူပူလာတဲ့တက်တက်မပြောရုံထုတ်ထုတ်ပြောလာတော့စိတ်တယ်မိုးကျက်လာတဲ့အခါထွက်သွားတာဖြစ်မှာပေါ့လို့ကိုလေးကမျက်မော်ကိုပြောပြတယ်တဲ့မျက်မော်ကတော့ဒါလေးကိုလေးအထင်ပဲသူ့ဘာသာတခြားအကြောင်းတွေလည်းရှိရင်ရှိမှာပေါ့မမနေရသူ့ဘဝနဲ့သူတိတ်နေချင်းခဲတာသူ့ရင်ဆိုတာမျိုးလည်းတိတ်လိုချင်းခဲတာအဲ့ဒါအကြောင်းများလားမသိဘူးလို့ပြန်ပြောလိုက်တယ်ဆိုလာပဲအင်းလေတော်တာကသူ့အကြောင်းပဲထားပါတော့ ဒါပေမဲ့လည်းအဆက်အသွယ်တော့ဖားလို့များလုံလုံဖြတ်ရတတ်တယ်လေသူ့မမေကိုကျေးဇူးဆက်နိုင်တဲ့တနေ့ကြမှာပြန်လာတွေ့ဖို့စိတ်ကူတာတဲ့အမေရေဒီကြားရတော့သူ့ဘာသာရုံးကန်နေရတာနဲ့မဆက်သွယ်တော့တာတဲ့မဆက်သွယ်တာမှတခါပြတ်ဆုံးပြီးလိပ်စာဖာညာပေးလိုက်ဖို့လေကိုလေးကိုတော့နောက်တနေ့ရပြောင်းတော့အဆက်ဖြတ်လိုက်တာပဲဒါကြောင့်လေဒေါ်ရီရီတို့တိဘောအိမ်ဘက်မှာနှွေးတဲ့တဲ့အဆအနာတောင်ပြန်မြောက်ဖို့ဖြစ်သွားတာနေကောင်းချက်မှအသက်ရှင်ကြောင်းလေးတော့ ကိုလေးပြန်ပြောပြလို့သိရတာပေါ့လေတခါတော့ပြန်တွေ့ကျင်လိုက်တာကွယ်ဒီစကားမျိုးမျက်မော်လဲပေးစားတဲ့ထည့်ရခဲ့ပေးသည်ကိုလေးနဲ့တွေ့ပြီးနောက်ရကြတော့မိုးနေ့ကတငယ်ချင်းအိမ်ကိုလမ်းဆက်မိတဲ့အကိုကြီးတပုံတဲကအမျိုးသမီးဟာကျွန်တော်မိတ်ဆွေပါဖဲနေတလဲတိချင်လို့ပါဆိုတော့တငယ်ချင်းကသူ့ညီမလေးကိုခေါ်ပေးတယ်သူ့ဆရာမတဲ့အခုနောက်ဆုံးပြောင်းနေတာကလှိုင်းတယ်လှိုင်းမှာအခန်းကားနေတယ်တဲ့ လိပ်စာလေးပေးနိုင်မလားလို့မေးမိတယ်။ဟိုတနေ့ကအဲ့ဒီလိုမေးဖို့ဘာလို့နှုတ်နေရတာလဲဆိုတော့ပြန်တွေ့တော့လဲမထူးတဲ့ဘဝမှာထပ်ပြီးမနာကျင်ကျင်တော့လို့အကိုရေအခုတော့လဲထူးမထူးဆိုတော့မြင်းတကြောင်ပေါ်ကျွန်တော်ရက်ခွင့်ရှိနေပြီထင်တာပဲ။မမနေမှာကျွန်တော်ထင်တယ်လို့အိမ်တော်ရှိမနေဘူးကိုကျွန်တော်တွေ့ခဲ့တဲ့ကလေးလေးဟာသူ့အမရဲ့ခဲဝူရဲ့မရှိတော့တဲ့နောက်ပိုင်းသူ့မွေးစားထားတဲ့တူမလေးကိုတယောက်တည်းဘဝပဲဆိုတော့စကားလောက်ချိုတာရှိအောင်မလားအကိုလိမ့်စာလေးရရော့ ။နောက်နေ့အဲ့ဒီလိမ့်စာအတိုင်းကျွန်တော်လိုက်သွားတာပဲ။ဖြစ်ပုံကတကားဝမှာတော့တန်လန်နေရဲ့။တရက်သွားလဲမတွေ့၊နှစ်ရက်သွားလဲမတွေ့။အခန်းကြီးချင်းတွေမေးတော့လဲဘယ်သူမှအရင်ရရမသိ။မမနေနောက်တစ်ချိန် ပြောက်သွားပြန်ပြလာတွေ့တော့ကျွန်တော်ထူပူလာပြန်တယ်။ဘဝမှာအခါခါနောက်ကျပြီးပြီ။နှစ်အကြာကြီးခွဲခဲ့ရပြီးပြီ။ဒီတစ်ချိန်တော့မလွဲခြင်းဘူး။တခါလောက်ဖြစ်ဖြစ်မျက်နှာချင်းဆိုင်ပြန်တွေ့ခြင်းနဲ့မပြောပြခဲ့တဲ့စကားတွေကျွန်တော်ထုတ်ပြောခြင်းနဲ့လေ မောင်စောရေဟုအမေခေါ်တန်းကြတော့မှအတွင်းထဲကယုံထားရသည်အိမ်အတွင်းပြန်ဝင်ရသည် အမေကသူ့မိတ်ဆွေအိမ်ခဏသွားမတဲ့အမေခဏဆိုတာရှေ့အောင်နောက်ဖြစ်တော်တယ်တလဲလဲဖြစ်သည်များအတော်ကြတတ်မှန်သူသိပါသည် ထုံးစံမပြတ်ဆိုင်ဆောင်ဖို့ပေါ့အမေထွက်တော့မှတစ်ပင်ရိတ်တို့တပန်ပြန်လာသည်တလက်ကလက်ထိုင်မှဆက်လဲသည်စောက်ကိုလှန်သည် စိတ်တီကောင်းစွာစူးစိမြပြန်ချီဟိုတလုံးညနေစီကစောက်ဆိုင်မလာစဖို့ အရောက်လာသည့်ဒါလီနှင့်တွေ့ရပုံတို့ပျောက်ပြန်သည်ဒါလီကိုမျက်မှောင်နှင့်နှွေးအကြောင်းလွတ်ကနေပြောမိပုံငါနဲ့မျက်မှောင်ကပြောစီခြင်းမဲမပြောစီခြင်းမဲမသိ။အော်ပြောတော့လဲဘာရေးလဲ။ဒီလိုနဲ့ဒီလိုပဲမတော်ဆက်ခဲ့ရပြင်မဲ့ညီအမလိုချစ်ခင်သူတွေပဲ။တယောက်တည်းအစိုးအခြေလိုနဲ့စိတ်အလုံးများသောထိုကနာမှာအမျိုးသမီးမျိုးလုံးများကတော့သူမျက်နာထက်ဆိုင်လျမျောလေးချိတ်ကလေးစိုးလက်လက်လွှမ်းလျက် တကယ်လို့များနှွေနဲ့အဆက်အသွယ်ရတယ်ဆိုရင် ပြန်ပြောပေးပါလို့မျက်မှောက်ကိုပြောပေးနော်စိတ်ချပါဒီလာတယ်ကျမတို့ကြောင့်ပါဆရာကတော့ပဲရှိရလေဆရာမကြီးဒေါ်စောမျိုးစစ်အသက်တရာပြည့်မွေးနေ့ပါတပည့်တွေကလုံးမဆိုတော့လူသားဆုံးမအကုန်ကိုလေးတို့မိသားစုတွေလည်းလာကြမယ်ပြောတယ်အဲ့ဒါအဲ့ဒါလေနှွေနေတဲ့နေရာမျက်မှောက်တိနေပြီဆိုတဲ့အကြောင်းပြောလိုက်လို့ဖြစ်တယ်မဟုတ်လားခင်ဗျာသဘောပါပြောရင်လေသူတယောက်တည်းပဲတိပစီအောင်ဆိုတာလေထည့်ပြောပါ မျက်မော်နှွေင်းနဲ့အဆက်တွေရပြီးနှွေင်းကိုရိုင်းကအင်ကိုပြောစီခြင်းမှပဲသူ့အင်ကိုအတိပြတာကောင်းမယ်ထင်တယ်။စိတ်ချပါကို။အရေးတဲ့အရာပေါ်ပြောရင်းဆိုရင်ကဒီမျိုးသမီးလှသားပဲလို့ဘာလို့တွေးမိသေးသည်။သူကျမစီလမ်းပို့တဲ့စာအဲတဆောင်လေးရခဲ့ပို့တဲ့စာထဲမှာနှွေကဗာရေးခဲ့တယ်လဲဆိုတော့သူ စိတ်ချရတဲ့နေရာမှာရှိနေတယ်စိတ်မပူနဲ့တဲ့။နှွေကပြောတဲ့နေရာမှာပဲနေကျင်တာ။ အဲ့ဒီပြောတဲ့နေရာက မနေအပ်တော့ဘူးဆိုရင် မပြောတဲ့နေရာမှာလဲနေတည်ရင်နေရမှာပဲတဲ့အခု तू နေနေတဲ့နေရာဟာ तू ပြောတဲ့နေရာဟုတ်ရဲ့လားလို့ကျမသိမေးချင်တာပဲလူတွေကိုစိတ်ပူအောင်လုပ်ရသလားဟဲလို့တိတ်ပြောချင်တာပဲအော်နှွေအိမ်နှွေအိမ်ခမားမလဲမေတ္တာခံလို့ပြောရသူတော့ဟောင်းရမတူဘူးခမားပတ်ဝန်းကျင်မှာမေတ္တာကရှန်လို့ပါကောဒီဘဝဒီခဏဆွေမျိုးမဟုတ်တန်တရာအမျိုးတွေစီကားလေး နာယောင်မှရွှေချခြင်းသောမျက်မှန်ကိုပင်တင်ကဆမျက်နာများပေါ်အာယုံပြန်နေရသည်ဆောင်းဆိုင်လေးတို့ဖြစ်ပါရဲ့နဲ့သုံးရက်လောက်နေလို့ဆောက်တော့မကုန်ဘူးဆိုတာလူကြမကောင်းဖမဖမငယ်တုန်းကလောက်တာအာယုံဝင်စားနိုင်ရဲ့ဘလောက်ကောင်းမလဲထိုးစင်ကတော့မုတ်ဘုတ်ကလေးဆိုရင်စားဖက်ရလျာဒီဆောင်းဆိုင်ကြီးငါပိုင်ရဲ့ကောင်းမယ်တော့စိတ်ကူးရင်လိုက်သေးသည်ခုတော့ဆောင်းဆိုင်ကဆောက်များစွာသည်သူ့လက်ခုပ်ထဲမှာပေါ်ရမှာဒီအိမ်မက်တစ်ခုပဲထင်းထင်းအောင်မြင်ခဲ့တော့ ရီစရာတော့အကောက်သားအမေဦးလေးရေစာအုပ်အပ်ချင်လို့ဆိုတော့အတန်တဆပေါ်ထွက်တော့မှပဝန်းချင်းကိုပြန်တရေရသည်စာအုပ်ကိုပြန်ချထရကားထားသည်နေအောင်အနေငယ်ဖြောပြီးစီးစာနေကြီးစောင်းစီးစာဒီချိန်ဆိုမြို့ပဝန်းချင်းကတောင်တကျော်မြေတကျော်မှာနေကြရင်တို့ဝေဝါထိုင်ရောမြည်တနေ့တော့မြို့ပြင်ထွားအောင်မှာစောင်းစင်ရဲ့မှတ်ပြီးတော့ဆိုင်ရှိပြန်မထွက်ချင်းပြီး ်မိဖို့ရဲဝင်ကကော်ဖီတစ်ခွက်ပြောသည်အရာသာမအမေဆက်တလောက်အဆင်မပြေဆီယမဆီယမဟောစောက်အတူထင်ပါအတန်ကတော့မိမတန်ပေးပဲအငွေထောင်းထောင်းထားစေကော်ဖီခွက်ကိုကင်ကအိမ်ရှိပြန်ထွက်လာရသည်ဆီယမခေါ်သူသည်စိုက်ထဲမှာမဟုတ်ဆိုင်ရှိကခေပင်ချိန်ပါသစောရောကသူရှိခဲ့ရာပလက်ကလက်ထိုင်လေးအနေမှာရှယ်လျက်ဆိုင်ထဲစီလမ်းမျောကြည့်နေသည်တစိမ့်အမျိုးသမီးတူဦး လူရိတ်တွေတော့မျက်လုံးကလေးဖြတ်ခနဲဝင်လက်သွားပုံနောက်တော့မျှော်သူမဟုတ်လေအယောင်ကလေးမိန်သွားပြန်ပုံဘယ်သူပါလဲအမေအဲ့တင်များလားမျက်နာကတော့မြင်ဘူးတလို့လို့ရှိပေးတာဆီယာမတော်မြတ်တနာတို့ဆိုင်ဟုတ်ပါတယ်နော်ဟုတ်ပါတယ်ဗျအမေတော့မရှိဘူးညနေဆောင်လောက်မှပြန်ရောက်မယ်အော်ဟုတိုးတိုးရေရော့ကအမျိုးသမီးဒီခြေတုံးလေးလမ်းမြအလန့်လေးရောက်တော့ဆိုင်ဝါတို့ချင်းကလာသည်လေအယူအနှွဲနေ လောက်ခန့်နေသောခရီရက်တို့ကိုနောက်ခံပြုကဆောင်းစီစာကိုနောက်ခံပြုကသပင်ရှည်တို့သည်နွဲ့နွဲ့ရဲရဲချီတဲ့ပွင့်ရိုင်အပြာနုနုကလှပနေသောကိုနေဟန်တွင်တင့်တဲစွာအနီးကပ်ခါမှပင်ဖြူကြည့်သောအသားရည်ကို၎င်းမျက်နှာပြင်ထက်မျက်ခုံးမျက်လုံးနှာတန်းနှာခမ်းတစ်ခုချင်းကြည်လဲလားခြုံကြည့်ပြန်တော့လဲလှသည်ဆိုရတဲ့ချက်တည်းရရှိပုံကိုတတိပြုမိကား ြင်ပိုးလိုက်တာဆိုတော့အတွင်းမှာတဝဲဝဲလဲရပြန်သည်ထိုင်မယ်တော့ဟုပြောပြောဆိုဆိုပင်ဇပွဲပေးကခုံကိုဆွဲယူထိုက်သည်သစိမ့်ဆိုတော့အတုံးကို ပြန်ပြင်ရလိမ့်မည်ရှင်နီပုံဆောင်းလိုက်တာခုံကိုဆွဲလိုက်ပုံ စိုက်တဲ့ဆောင်းစင်များတဝိုက်ဝဲဝဲကြည့်လိုက်ပုံမှာတစိမ့်မဆန်းရှင်နီလာပေးသည်ကျမဆရာမနဲ့တွေ့ပေါ်လာတာရှင့်တကယ်လို့မရှိဘူးဆိုရင်လဲဆောင်းလေးပဲငါးပြီးပြန်ပါမယ်မနေ့ကျတော့မှထက်လာပါမယ်ရတယ်ဗျအဆောင်းငါမယ်ဆိုလဲငါပါ အင်းအင်းဆံမအတွက်လက်ဆောင်လေးတော့အကိုကိုပဲပေးခဲ့ပါမယ်ပဝါလေးပါပဲပကုံးမချိန်လာတော့အိတ်ထဲမှာအပွင့်ပေါ်ပဝါတစ်ထည်ထုတ်ယူကသူ့လက်အပ်သည်စပွဲအန်ဆွဲဖွင့်ကထည့်ရသည်အန်ဆွဲပိတ်တန်နဲ့အမျိုးသမီးထာယာကထားရတဲ့ပြေခုံနဲ့တမန်တလင်းပုတ်တိုင်းမိတမ်းမှာတပြိုင်တည်းစားအုပ်ရွေးပြီးချိန်ဆောင်ဆိုင်ကကော်ဖီတောက်ရန်စိတ်ကိုသည်ကော်ဖီကခက်ပူပူမို့တပူပူမို့ကတငုံတောက်ရသည်ရှာတော့မကြ သို့တော်စိတ်မရှိအေးမှပဲတောက်တာပေါ့ခဏကြာတော့တင်းမြတော်ရင်မွေးနံကလေးသူ့နှက်ပေးရောက်လာသည်စောက်ကံပင်လင်းနမဲဘလို့မှတ်ရမလဲမေးမိသည်တစိမ်းများကိုမေးနေကြလို့နှွေးအိမ်ပါဗျာအာမေနိတ်တန်သည်စောက်အဟောင်းနဲ့အုံမိုးနေသောဆိုင်ကလေးတဲ့ကျဲလောင်စွာဘောပံကိုများအမလုံရှာနိုင်ဝိုင်းတော်မျက်လုံးများနဲ့သူ့မောကြည့်မိသည် အငိုင်းမိသည် အာတန်ရသည် ယုံနိုင်စသဖြင့်စကားလုံးများစွာတုံနိုင်ပါသည်ထို့သောပြားဆိုသောအာမေနိတန်နှင့်ပင်ပြည့်စုံလောက်ပြီမျက်လုံးအရှိန်များနှင့်ပင်ပြည့်စုံလောက်ပြီပြား၏နောက်ဆက်တွဲအဖြစ်ရုပ်ရှင်တဲကလိုခမရကခမရကနှွေးလာဟုသူထမမေးပါငယ်မျက်နာသည်တရေရေတရေရေပြန်ပေါ်လာပြီအမြင်အာယုံအားနည်းလာသောနှင်းများစွာဝေးကွာခဲ့သည့်လူမျက်နာများကိုဝေဝေဝဝသာမှတ်မိနိုင်သောသူ့အာယုံသည်ခုရောပြေး ၍အိမ်ပုံရိပ်ကိုကောင်းစွာဖန်ဆုပ်နိုင်ခဲ့ပြီမြတ်မော်မြတ်မော်ရေမိမမနွေအားငါရှိတတဲမှာကွာဒါကြောင့်တွေ့ဖို့လိုက်တာလို့ထင်နေတာအကိုကဆရာမသားကိုစောမဟုတ်လားအမေလို့ပြောလိုက်မှာကိုစောမှန်ကျမသိတာမျက်နာကြတော့တိတ်မမတ်မိတော့ဘူးကိုအသက်ကြီးပြီကိုဗျငယ်ရုပ်ပဲကလာရှိပါတော့မလဲဒါနဲ့နေပါအောင်အခုဘမတဲတယ်လေအမေမင်းကြီးပြောထားလိုက်မယ်မမေအိမ်မှာပါပဲမမေကိုလည်းကျမတော်လေးတွေ့ချင်း ပြီးတော့အเจ้าကဆရာကတော့ဝယ်လိုက်တက်ချင်လို့လာလိုက်တာဒါလေးနဲ့ရောတွေ့ပြီပလားတွေ့ပြီပါပြီအော်အเจ้าဆောင်ပြေတိပြေလောက်ရောပေါ့မောင်မြတ်မော်ကြီးတိပေါ်မျိုးစီ တကြောပြန်နေရများရန်ကုန်မြို့မှာရှာပုံတော်ဖွင့်တော်ဆက်เจ้าများဝိထုအမီဆိုင်ဆရာအမီခြာရေကစာအုပ်ပြန်ကန်တော့နှွေကလာယူသည်တော်မယ်နော်မနက်မှပြန်လာမယ်လို့ဆရာမကိုပြောထားပေးပါဦးအနီမလွင်စားပြူတော့တင်းမြတ်များရှင်နေပါဦး စိတ်အတွင်းကကြဲလောင်သောတားမြစ်တန်သည့်နှုတ်ကမထွက်ဘဲနှင့်ပြန်ဆောင်ခိုင်းဈာခန့်အနေနဲ့ပြောပြစရာများစွာဒါနှစ်တောင်စကားတကုံထွက်မကြအပြော့ခတ်တာလားအာနာတာလားမရေရာတပတ်လူကိုတော့တင်ခဲ့သည်ဘာတဲ့ဒီတခါကြုံရင်တော့မတွေ့ဝေနဲ့ဆိုလားအခုတော့ကာယကံရှင်မတွေ့ဝေပဲသူတွေ့ဝေတာကြောင့်များနှစ်ချီထဝေးကြပြန်အောင်မလားနေပါဦးဒီတခါတော့အတန်တီးနှုတ်ကတကယ်ပင်ထွက်ကြ ਈ ျော်ပေလျံခန့်နှံ့ရဲ့ရှောင်းနေသောခြေလမ်းများတိကနေရက်ကခြာကနေလှဲ့ကြည့်လာသည်မျက်မော်၏တညိပကြီးစောင်းနေကြီးမှဖြာသောအရေးပံသူကြောင့်မလွဲချော်စေရဂိုင်းတနှစ်သုံးတကယ်လို့များနှွေဒီဆိုင်ကိုရောက်လာရင်အကျိုးကြောင့်ပြောပြပြီးတွေ့လို့ရတယ်အကြောင်းကြားလို့ရတယ်ဆိုရင် ဖုန်းဆက်ပေးပါမှားထားတဲ့သူတယောက်ရှိတယ်ဗျဒီဘောကိုတော့မနေ့ပြန်ရောက်ရင် ရောက်လာမယ်သူမျိုးပါ သူဘယ်သူလဲဆိုတာຫນွေသိမှာပါသူကိုဖုန်းဆက်လိုက်လို့ရမလားဆူလက်ဖြာတော့မျက်ဝေါများသည် သူမျက်နာပေါ်ခဏတန်လျက်ပထမတွင်ဝေဝေမုံမုံနောက်တော့တဆဆလက်လက်ကြီးစက်ပါအကိုရပါတယ်ဝဲကနေလွင့်သွားသောဆန်ရွယ်များတဖန်ပြန်ဆသောခြေလမ်းများစောင်းနေချီအောက်ကနေကြရိုက်တပွင့်တခါတော့စီကပိုင်ဆိုင်ချင်း တူတောင်းခဲ့လေတော့ ပျော်ရွှင်မှုတို့တပံပြန်လည်နှိုးထားတတ်ဝဲခဲ့ပြီးစပယ်ဖြူနှူးဝိတုလီကတော့ဒီမာရင်ပြန်ဆောင်သွားပါပြီရှင်အပိနဆင်ခဲ့ကြတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ရှင်နောက်ထပ် Oreo ပုတ်တွေမှာပြန်လည်ဆုံတွေ့ကြပါမယ်ကောင်းသောနေ့လေးဖြစ်ကြပါစေရှင်